ဲ့လိုလူတန်းခွင့်ရပေမဲ့ဟာလားငါအကြောင်းတကားငါအကြောင်းတကားကြီးရဲ့တရားတရားကောင်းတယ်ဒီနေ့လဲကထိန်ကိုဘယ်သူမှလှူဖို့မလျှောက်ထားသေးဘူးမဖြစ်ဘူးတို့ကြောင့်ကထိန်မရရင်ဒုက္ခပဲစသည်ဖြင့်စိုးရိမ်ပြီးတော့အကြောင်းတကားကိုခေါ်ပြီးတကားကြီးကထိန်လူရှင်မရှိဘူးကွယ်ကထိန်လူရှင်နေဖြစ်အောင်လို့ပါအောင်လို့ပြောလိုက်တယ်နာကပတိမအပ်ဘူးဟာလားဝိနည်းနဲ့မအဆတော်ဘူးတယ်မာတရံပြိဝိညာဉ်ပေတုံနာဝတတိအမေကိုတော့အတိပေးလို့မရဘူးကထိန်ခင်းဖို့ဆိုတာ အဲ့ဒါကြောင့်မို့ကထိန်ကမြတ်တာဟုတ်ပြီလားသူမှသူတတ္တာပညာနဲ့ပြည့်စုံပြီးတော့ကို့အလိုလိုတတ္တာပညာနဲ့နော်ရှိတဲ့ပုံကိုယ်တွေသားနဲ့လာလျှောက်မှကထိန်ကအလူခံလို့ရတာဝိညာဉ်ဖြစ်တောင်းလို့မရဘူးအမေမှာတော့အလူခံလို့မရဘူးဆိုတော့ကြံတဲ့ပစ္စည်းလေးပါမဖိမှန်ထားသည်ဖြစ်စေဖိမှန်ထားသည်ဖြစ်စေចောင်းတကာဖြစ်စေចောင်းတကာမှဖြစ်စေအလူခံလို့ရလားဟေ့ဩဝီနီးဆိုတာအဲ့လိုမြင့်မြတ်တယ်ဆိုတာသဘောပေါက်ပြီလားအဲ့ဒီလိုအဲ့ဒီလိုမျိုးကထိန်ရဲ့သဘောဟုတ်ပြီလား တယောက်ကထိန်သင်္ကန်းဆိုတာအာဂါသတော့ဩတိန်နာတတိတမေဝဝတ္တတိကောင်းခင်ကနေသူ့အလိုလိုကြလာတယ်လို့ပဲသူ့အလိုလိုတတ်တာပညာပြည့်စုံတဲ့အမျိုးကောင်းသားတွေအမျိုးကောင်းသမီးတွေကလာရောက်ပြီးလှူဒန်းတာနဲ့တူတယ်နားလည်ပြီလားအဲ့ဒါကြောင့်မို့ကထိန်မှာဝိညာဉ်မအပ်ပါကထိန်မှာဝိညာဉ်မအပ်ဘူးသဘောပေါက်ပြီနော်တရားကြီးတွေဒါကြောင့်မို့ဒီကထိန်ကဖျားဆသာပုပ်ကိုများကဟောကြားမိန်မွတ်ချီမွန်အပ်လူမြတ်ကထိန်ကြီးကဲသဘောပေါက်ပြီလား